လူသားတွေနေထိုင်တဲ့ကဘာကြီးကိုထိန်းချုပ်နေတဲ့အဖွဲ့တစ်ခုရှိပါတယ်။အဲဒီအဖွဲ့ကို Illuminati လို့ခေါ်ပါတယ်။ Illuminati အဖွဲ့ကလူဝတ်စံကျင်မှုတွေနဲ့ဖွဲ့စည်းထားတဲ့နာမည်ကြီးအဖွဲ့တစ်ဖွဲ့ဖြစ်ပါတယ်။ဘလောက်တီလူဝတ်စံကျင်လဲဆိုရင်အဖွဲ့ထဲမှာယနေ့အထိဘသူတွေပါဝင်လဲဆိုတာကိုအတိအကျမသိရသေးပါဘူး။ဒီအဖွဲ့တွေကိုထူးခြားတက်မြတ်ပြီးဉာဏ်ပညာရှိတဲ့သူတွေပဲပါဝင်နိုင်တာဖြစ်ပါတယ်။အဲ့ဒီလူတွေကပဲလူသားတွေကိုလွှမ်းမိုးချုပ်ကန်ကြပါတယ်။ ဖွဲ့တဲကိုပုံမှန်လူတန်းစားတွေဝင်ရောက်ခွင့်မရှိပါဘူးငွေချေးချမ်းသာတဲ့သူတွေညံထက်မြက်သူစိတ်အတန်းရှိသူတွေပညာတတ်ကြွကြတဲ့သူတွေပဲပါဝင်နိုင်တာဖြစ်ပါတယ် Illuminati အဖွဲ့တွေကိုပါဝင်ပတ်သက်တဲ့သူတန်းကလျှို့ဝှက်နာမည်နဲ့နေကြရပါတယ်။တချို့သောအယူအဆတွေဆိုရင် Illuminati အဖွဲ့တွေမှာနိုင်ငံကောင်းဆောင်တွေပါဝင်ပြီးနာမည်ကြီးအမှုပညာရှင်တွေပါဝင်တယ်လို့လည်းဖော်ပြကြပါတယ်။ Illuminati အဖွဲ့ရဲ့အမှတ်တံဆိပ်ကတော့ Pyramid ပုံနဲ့မျိုးလုံးတစ်လုံးဖြစ်ပါတယ်။ ဒီအမတ်အသားရဲ့အဓိပ္ပာယ်ကတော့ကမ္ဘာမြေကို Illuminati အဖွဲ့တွေကစောင့်ကြည့်နေတယ်ဆိုတဲ့အဓိပ္ပာယ်ဖြစ်ပါတယ်။ Illuminati အဖွဲ့နဲ့ပတ်သက်ပြီးထူးဆန်းတဲ့ဖြစ်ရပ်တွေလည်းဖြစ်ခဲ့ပါတယ်။အဲဒါကတော့1994ခုနှစ်မှာထုတ်တဲ့ Illuminati New World Order လို့သိကြတဲ့ဂိမ်းကတ်တွေကိုထုတ်လုပ်ခဲ့တာပဲဖြစ်ပါတယ်။နောက်ပိုင်းမှာတော့အဲ့ဒီကတ်တွေပေါ်မှာဖော်ပြခဲ့တဲ့အတိုင်းကမ္ဘာမြေပေါ်မှာတကယ်ဖြစ်လာခဲ့ပါတယ်။ဒါဟာ Illuminati အဖွဲ့ရဲ့ထူးဆန်းတဲ့ဖြစ်ရပ်တွေပဲဖြစ်ပါတယ်။ ီဗီဒီယိုထဲမှာတော့ပထမအချက်အနေနဲ့ကဘာကြီးကိုထိန်းချုပ်နေတဲ့ Illuminati ဆိုတဲ့အဖွဲ့ကတကယ်ပဲရှိခဲ့တာလားမရှိဘူးလားဒုတိယအနေနဲ့ဒီအဖွဲ့ထဲမှာဘယ်သူတွေပါဝင်ပတ်သက်နေတာလဲတတိယအချက်အနေနဲ့1994ခုနှစ်ကထုတ်ခဲ့တဲ့ Illuminati New World Order ကဘာအသက်စီမံကိန်းဂိမ်းကပြားတွေထဲကဘယ်အကြောင်းအရာတွေတကယ်ပြည့်ပြည့်ခဲ့တာလဲဆိုတာကိုပြောပြပေးသွားမှာပဲဖြစ်ပါတယ် ကဘာမီကိုထိန်းချုပ်နေတဲ့ Illuminati ဆိုတဲ့အဖွဲ့ကတကယ်ရှိခဲ့ပါတယ်။ Illuminati ဆိုတဲ့အဓိပ္ပာယ်ကလွတ်လပ်စွာတွေးခေါ်မှုလူအခွင့်အရေးတွေကိုတန်းတူညီမျှရရှိဖို့လို့အဓိပ္ပာယ်ရပြီးအယူသီးမှုတွေ၊မိုက်မဲမှု၊ဘာသာရေးလွှမ်းမိုးမှုတွေ၊နိုင်ငံတော်အာဏာကိုလွှဲသုံးစားလုပ်မှုတွေ၊အကျင့်ပြတ်ချစားမှုတွေကိုစန့်ကျင်တဲ့အဖွဲ့တစ်ဖွဲ့ဖြစ်ပါတယ်။ Illuminati ရဲ့အယိုးရှင်ဆုံးအဓိပ္ပာယ်ကတော့လူသားတွေအတွက်ကောင်းမှုတွေကိုသာလှုပ်ဆောင်ဖို့လမ်းညွှန်ပေးတဲ့အဖွဲ့ဖြစ်ပြီးမကောင်းမှုကိုစန့်ကျင်ကြတဲ့အဖွဲ့တစ်ဖွဲ့ဖြစ်ပါတယ်။ Illuminati အဖွဲ့ကိုစတင်ဖွဲ့စည်းခဲ့တဲ့သူကတော့ Adam Worship ဖြစ်ပါတယ်။အတမ်ဝက်ရှက်ကဒီအဖွဲ့ကို1956ခုနှစ်မေလ1ရက်နေ့ဘဘီရီယန်မှာဖွဲ့စည်းခဲ့တာပဲဖြစ်ပါတယ်။အတမ်ဝက်ရှက်ကို1948ခုနှစ်ဘဘီရီယန်မှာမွေးဖွားခဲ့ပြီးသူကဂျူးဘာသာကနေခရီးယန်ဘာသာကိုပြောင်းလဲလာသူတစ်ယောက်ပဲဖြစ်ပါတယ်။အဲ့ဒီအချိန်တုန်းကသူနေတဲ့ဘဘီရီယန်ကအလွန်ရှေ့ယိုဆန်ပြီးကက်သလစ်ဘာသာဝင်နေဖြစ်ပါတယ်။ အတံမွဲရှက်ကဘရင်စနစ်နဲ့ဘာသာရေးအယူအဆတွေကိုစိတ်ပြက်လာခဲ့ပြီးခင်မိတဲ့လူအုပ်ဖွဲ့စည်းကိုအုပ်ချုပ်ဖို့ဆိုတာဘရင်စနစ်ကလုံလောက်တဲ့စနစ်မဟုတ်ဘူးဆိုတာယုံကြည်နေခဲ့ပါတယ်။ဒါကြောင့်အတံမွဲရှက်ကဥရောပနိုင်ငံလေပတ်မှုပုံစံတွေအုပ်ချုပ်မှုပုံစံတွေကိုပြောင်းလဲဖို့အတွက်နီလန်းတွေကိုရှာဖွေဖို့ဆုံးဖြတ်ခဲ့ပါတယ်။အဲ့ဒီအချိန်တုန်းကဥရောပတခွင်မှာ Freemasonry လို့ခေါ်တဲ့လွတ်လပ်စွာတွဲခေါ်သူများကိုဆွဲဆောင်တဲ့အဖွဲ့တစ်ဖွဲ့ရှိခဲ့ပါတယ်။ အတံဝက်ရှက်ကအဲ့ဒီအဖွဲတွေကိုဝင်ဖို့အစပိုင်းမှာဆုံးပြတ်ခဲ့ပါတယ်နောက်တော့ Freemasonry အဖွဲ့ကိုသူကစိတ်ပြက်လာခဲ့ပြီးသူ့ကိုယ်ပိုင်အဖွဲ့တစ်ဖွဲ့ကိုဖွဲ့စည်းဖို့ဆုံးဖြတ်ခဲ့ပါတယ်1996ခုနှစ်မေလ1ရက်နေ့ညမှာတော့ Adam Workshop က Illuminati လူဝတ်အဖွဲ့ကိုအဖွဲ့ဝင်9ယောက်နဲ့စတင်နိုင်ခဲ့ပါတယ် Illuminati လို့ခေါ်တဲ့လူဝတ်အဖွဲ့ရဲ့ရည်ရွယ်ချက်ကဘာသာတရားတွေကိုဆန့်ကျင်ဖို့မဟုတ်ဘူးစင့်သုံးခြင်းနဲ့ချမှတ်သည့်နိလန့်တွေထက်သာတယ်လို့ရည်သားထားပါတယ် အတန်ဝက်ရှက်ရဲ့အတွေ့ကဘာသာရေးမလို့မုံတာမှုတွေကင်းဝေးစေကလူချင်းဝတ်တွေကိုပြုစုပြောင်းထောင်ပေးပြီးစက်ကြဝဠာကဘာကြီးပြည့်ရွှေမှုတွေကိုလှုပ်ဆော်ပေးတယ်လို့យေတာထားပါတယ်1986ခုနှစ် Illuminati အဖွဲ့ကအစပိုင်းမှာလူ9ယောက်သာပါဝင်ပြီး1982ခုနှစ်မှာတော့အဖွဲ့ဝင်600အထိဖြစ်လာခဲ့ပါတယ်။ Illuminati အဖွဲ့ရဲ့ခေါင်းဆောင်ဖြစ်တဲ့ Adam Weishaupt ကသူ့ရဲ့အဖွဲ့ကိုလူဦးရေသတ်မှတ်ခဲ့ပြီးမယ်။နောက်ပိုင်းမှာ Barbarian ရဲ့ရေးပါတဲ့လူတွေတောင်အဖွဲ့ထဲကိုပါဝင်လာခဲ့ပြီးနိုင်ငံရေးသမားတွေ၊ဆရာဝန်တွေ၊ရှေ့နေတွေ၊ဥပဒေပညာရှင်တွေနဲ့နံပါတ်ကြီးစာရေးဆရာတွေပါပါဝင်လာခဲ့ပါတယ်။1984ခုနှစ်ကိုရောက်တော့အဖွဲ့ဝင်တွေက2000ကျော်ကနေ3000အထိဖြစ်လာခဲ့ပါတယ်။ ဒီလိုနဲ့ Illuminati အဖွဲ့ရဲ့ဆွဲဆောင်မှုကကြကြပြည့်မြန်ဖြစ်လာခဲ့ပါတယ်။ Illuminati အဖွဲ့ရဲ့ခေါင်းဆောင်ဖြစ်တဲ့အတန်မွတ်ဆက်ကတိုးတက်လာပြီးဖြစ်တဲ့သူ့ရဲ့အဖွဲ့ကိုအာရုံစိုက်နေချင်းတခြားအဖွဲ့ကအဖွဲ့ဝင်ဟောင်းတယောက်ဖြစ်တဲ့လူတယောက်က Barbarian ပြည်နယ်ရဲ့မြို့သားကိုစားတဆောင်ပေးပို့ခဲ့ပါတယ်။စာထဲမှာရေးသားတာတွေက Illuminati အဖွဲ့မကောင်းကြောင်းတွေပဲဖြစ်ပါတယ်။ စာထဲမှာရေးသားထားတာကကိုကိုကိုတည်တည်ချင်းကတရားဝင်ဖြစ်ပြီးဘာသာတရားတွေဟာအတိတ်မဲ့မဲ့နေတယ်လို့ရေးသားထားပါတယ်။နောက်ပြီး Barbarian ပြည်နယ်ကို Illuminati အဖွဲ့တွေကလောက်ကြံဖို့စီစဉ်နေတာဖြစ်ကြောင်းမဟုတ်မမှန်သတင်းတွေရေးသားထားတာပဲဖြစ်ပါတယ်။1985ခုနှစ်မှာတော့ Barbarian မြို့သားဖြစ်တဲ့ Carl Theodore က Illuminati အဖွဲ့ကိုဖန်ဆီးခဲ့ပြီးအဖွဲ့ဝင်တွေကိုတည်တံ့ပေးခဲ့ပါတယ်။ အဖွဲ့ရဲ့ခေါင်းဆောင်ဖြစ်တဲ့အတမ်မွေးဆက်ကတော့ Barbarian ကနေနင်နင်တန်းပေးခံလိုက်ရပါတယ်။အဲ့ဒီချိန်ကစပြီးလျှို့ဝှမ်း Illuminati အဖွဲ့ကပြစ်စီသွားခဲ့ပါတယ်။ Barbarian က Illuminati အဖွဲ့ကိုဖျက်ဆီးခဲ့ပြီးမြဲအဖွဲ့ရဲ့ဂုံတင်းကတော့ရာဇုနစ်များချအောင်တိုးတက်နေခဲ့ပါတယ်။ နောက်ပိုင်းနှစ်တွေမှာတော့ Illuminati အဖွဲ့တွေကမြေအောက်လှိုင်းကူထဲမှာတည်ရှိနေပြီး1989ခုနှစ်ကဖြစ်ပွားခဲ့တဲ့ပြင်သစ်တော်နိုင်ရေးကို Illuminati အဖွဲ့ကဥဆောင်နေတယ်လို့စွပ်စွဲခံရပါတယ်နောက်တစ်ခုကအမေရိကန်ရဲ့35ရောက်မြောက်သမ္မတဖြစ်တဲ့ John F Kennedy လူကြံတက်ပြတ်ခံရမှုမှာလဲ Illuminati အဖွဲ့တွေပါဝင်ပတ်သက်နေတယ်လို့စွပ်စွဲခံရပါတယ်။ ပြဝက် illuminati အဖွဲ့နဲ့ပတ်သက်ပြီးတိုးတက်လာတဲ့ခေတ်သစ် theory တွေကတော့ illuminati အဖွဲ့ကကမ္ဘာကြီးရာကိစ္စတွေစစ်ပွဲတွေစီးပွားရေးတွေနိုင်ငံရေးတွေအပါအဝင်ကမ္ဘာသစ်အစီအစဉ်တည်ထောင်မှုကိုပါထိန်းချုပ်နေတယ်လို့ဖော်ပြကြပါတယ်။ နောက်တစ်ခုက Illuminati အဖွဲ့ရဲ့အမှတ်အသားဖြစ်တဲ့ Pyramidry ကံပုံနဲ့မျက်လုံးတစ်လုံးက American Dollar ပေါ်မှာထည့်သွင်းထားတာကြောင့်ဒီအဖွဲ့ကကမ္ဘာမြေကိုထိန်းချုပ်နေတယ်ဆိုတာယုံကြည်ကြပါတယ်။အခုပြောပြခဲ့တဲ့အကြောင်းအရာတွေကတော့ New World အဖွဲ့ Illuminati ရဲ့တမန်အချင်းချုပ်ပဲဖြစ်ပါတယ်။ ယနေ့ခေတ်မှာတော့ Illuminati အဖွဲ့သားတွေကလူစင်စစ်မဟုတ်ပဲဂျူသားတွေဖြစ်ပြီးမြေအောက်မှာနေတဲ့အိမ်မြောင်လူသားတွေလို့လည်းထင်ကြပါဗျ။နောက်ပြီး Illuminati အဖွဲ့တွေက American နိုင်ငံရဲ့လေဆိပ်တစ်ခုဖြစ်တဲ့ Denver လေဆိပ်အောက်ကဥမင်လိုင်ကောင်းထဲမှာရှိပြီးကမ္ဘာမြေကိုထိန်းချုပ်နေတယ်လို့ထင်ကြပါဗျ။ ။တံပါလီစိတ်ကို Illuminati အဖွဲ့တွေရှိတယ်လို့ထင်ရတဲ့အကြောင်းရင်းကတော့ဒီစိတ်ထဲမှာဆွဲထားတဲ့ပကြီကားတွေနဲ့ဂျူသားပုံတွေပါဝင်နေတာကြောင့် Illuminati အဖွဲ့တွေနေတဲ့နေရာလို့ထင်ကြပါဗျ။နောက်ထပ်ထူးခြားမှုတစ်ခုက Illuminati နဲ့ပတ်သက်တဲ့အမှတ်အသားတစ်ခုပါဝင်ပြီးအဲ့ဒီအမှတ်အသားပေါ်မှာ New World Airport လို့ရေးသားထားတာပဲဖြစ်ပါတယ်။နောက်ထပ်အကြောင်းပြချက်တစ်ခုကတော့ဒံပါလီစိတ်တိဆောက်တဲ့အချိန်ကထင်ထားတဲ့အချိန်ထက်ကြာမြင့်နေတာပဲဖြစ်ပါတယ်။ ပြီးတော့တင်ထားတဲ့ငွေဓာတ်ပို့ပြီးကုန်ကြနေတာဖြစ်ပြီးဥမင်နိုင်ငံတွေပါဝင်နေတာပဲဖြစ်ပါတယ်။ဒါကြောင့်လူအများကအမေရိကန်မှာရှိတဲ့ဒမ်ပါလီစိတ်ရဲ့အောက်ထဲမှာ Illuminati အဖွဲ့တွေရှိပြီးကမ္ဘာမြေကိုထိန်းချုပ်နေတယ်လို့ထင်ကြပါတယ်။ယနေ့ခေတ် Illuminati အဖွဲ့ဝင်တွေလို့သတ်မှတ်ခံထားရတဲ့သူတွေကတော့ Jay-Z, Beyoncé, Lady Gaga, Rihanna တို့လိုနာမည်ကြီးအစိုးရတွေကပါဝင်ပတ်သက်နေတယ်ဆိုတဲ့ကောလာဟလတွေလည်းထွက်ရှိခဲ့ပါတယ်။ အခုလိုနာမည်ကြီးအစိုးရတွေကမထင်မှတ်ထားတဲ့အချိန်မှာ Illuminati ရဲ့တင်ကြေတာဖြစ်တဲ့သရီကံပုံကိုပေါ်ပြခဲ့တာကြောင့်ပြည်ဝအဖွဲ့ဝင်တွေအဖြစ်သတ်မှတ်ခံရခြင်းဖြစ်ပါတယ်။ယနေ့အထိကမ္ဘာကြီးကို Illuminati လျှို့ဝှက်အဖွဲ့တွေကထိန်းချုပ်နေတယ်လို့ယုံကြည်တဲ့သူတွေကလည်းအများအများရှိပါတယ်။ Illuminati New World Order ကမ္ဘာအသစ်အစီအစဉ်နဲ့ပတ်သက်တဲ့ဂိမ်းကဗျာတွေလည်းထွက်ရှိလာပါတယ်။ ဒီဂိမ်းကက်တွေကိုထုတ်ဝေတဲ့သူကတော့ American Game Designer State Jensen ဖြစ်ပါတယ်။သူထုတ်လုပ်ခဲ့တဲ့ကတ်တွေအတိုင်းအပြင်မှာတကယ်ဖြစ်ခဲ့တာကြောင့် Illuminati ကဘာသစ်အစီအစဉ်ကိုလူအများကစိတ်ဝင်စားလာခဲ့ပါတယ်။1994ခုနှစ်တုန်းက American Game Designer တယောက်ဖြစ်တဲ့ State Jensen က 1995ခုနှစ်ထုံး Robert Edon Wilson နဲ့ Robert Shiro နှစ်ယောက်ရဲ့ The Illuminati စာအုပ်ကိုအတူယူပြီး Illuminati New World Order ဆိုပြီးဂိမ်းကပ်ပေါင်း400ကျော်ကိုထုတ်ဝေခဲ့ပါတယ်။ Illuminati New World Order ကမ္ဘာသစ်အစီအစဉ်ဂိမ်းကပ်တွေကအပြင်းမာတကယ်ဖြစ်လာခဲ့တာမို့လို့လူများကတော့ဒီအဖွဲ့ဟာယနေ့အထိကမ္ဘာကိုထိန်းချုပ်နေတယ်ဆိုတာယုံကြည်နေတော့မှာပဲ။ 1994ခုနှစ်တုန်းကထုတ်ဝေခဲ့တဲ့ဂိမ်းကတ်တွေကပထမအဦးဆုံးပုံကတူညီနေတဲ့အဆောက်အအုံနှစ်ခုပောက်ကွဲမှုဖြစ်နေတဲ့ပုံဖြစ်ပါတယ်2000ခုနှစ်စက်တင်ဘာလ17ရက်နေ့မှာတော့အေဂေဒါလို့ခေါ်တဲ့အကြမ်းဖက်အဖွဲ့ဝင်တွေတိုက်ခိုက်မှုကြောင့်နယူးယောက်မြို့ကကမ္ဘာ့ကုန်သွယ်ရေးစင်တာနှစ်ခုလုံးဖျက်ဆီးခဲ့ပြီးလူပေါင်းများစွာအသက်ဆုံးရှုံးခဲ့ပါတယ်။ ကက်ထဲမှာပြထားတဲ့အဆောက်အဦနှစ်ခုပောက်ကွဲနေတဲ့ပုံစံနဲ့နှစ်ထောင်တစ်ခုနဲ့စက်တင်ဘာလ17ရက်နေ့ကဖြစ်ပျက်ခဲ့တဲ့ကမ္ဘာကုန်သွယ်ရေးစင်တာနှစ်ခုပောက်ကွဲမှုနဲ့အတူတူဖြစ်နေခဲ့တာဟာတဆိုင်မှုလားဒါမှမဟုတ်ကြိုတင်ပြီးတော့နမိတ်ဖက်ခဲ့တာလားဆိုတာအံ့ဩစရာပါပဲနောက်ထပ်တစ်ကက်ကတော့ပင်တဂွန်လို့ရေးထားပြီးအဆောက်အဦတစ်ခုပောက်ကွဲနေတဲ့ပုံဖြစ်ပါတယ် ဒီအဖြစ်ပြက်ကလည်း9/11အဖြစ်ပြက်နဲ့တရက်တည်းပဲ2000ခုနှစ်စက်တင်ဘာလ17ရက်နေ့မှာ American လေကြောင်း line flight 89ကပြန်ပေးဆွဲခံရပြီးပင်တကုံစစ်ဌာနချုပ်ပေါ်ကိုပြက်ကျခဲ့ပါတယ်။အဲဒီနေ့ကလေယာဉ်ပေါ်မှာပါလာတဲ့လူပေါင်း64ယောက်နဲ့ပင်တကုံစစ်ဌာနချုပ်ရဲ့လူပေါင်း125ဦးသေဆုံးခဲ့ကြပါတယ်။ဒီအဖြစ်ပြက်ကလည်းကတ်ထဲမှာပြထားတဲ့အတိုင်းဖြစ်ခဲ့တာမို့လို့တိုက်ဆိုင်မှုတစ်ခုပဲလားဒါမှမဟုတ်ကြိုတင်နမိတ်ဖက်ခဲ့တာလားဆိုတာစဉ်းစားကြရပါပဲ။ နောက်ထပ်တစ်ကတ်ကတော့ epidermis လို့ရေးထားပြီးကရောဂါလို့အသေးပေရတဲ့ကတ်တစ်ခုဖြစ်ပါတယ်။ဒီကတ်ထဲမှာတော့ cedo အပုံတွေ mask တွေဆေးရည်နဲ့ quarantine ဆိုတဲ့စက်လုံးမှပါနေခဲ့ပါတယ်။2019ခုနှစ်မှာတော့တက္ကပါလုံး COVID-19 ရောဂါကိုခံစားခဲ့ရပါတယ်။အဲဒီတော့က mask တွေ၊ဆေးတွေ၊လက်အိတ်တွေနဲ့ quarantine တွေပါနေခဲ့ကြရပါတယ်။ကတ်ထဲမှာပြထားတဲ့ပုံအရဆိုရင်အတိတ်ပဲက COVID-19 ကိုစုလို့ချင်းဖြစ်နေတယ်။ဒီအဖြစ်အပျက်ကရောတိုက်ဆိုင်မှုတစ်ခုပဲလား။ဒါမှမဟုတ်ကြိုတင်စီစဉ်မှုလား။ အခုပြောပြခဲ့တာတွေကတော့ကက်အနှဲငယ်ကိုသာပြောပြခြင်းဖြစ်ပါတယ်။တခြားကြံရှိနေသေးတဲ့ Illuminati ကဘာသက်စီမံကိန်းကက်တွေမှာဖြစ်ပျက်ခဲ့တဲ့အကြောင်းအရာကက်တွေအများကြီးရှိပါတယ်။ဒီကက်တွေကိုကြည့်ခြင်းအပြင်ဖြစ်ဝတ်တဲ့ Illuminati အဖွဲ့ကယနေ့အချိန်ထိကဘာမြေကိုထိန်းချုပ်နေကြောင်းသိသာထင်ရှားနေခဲ့ပါတယ်။